ားလုံးမင်္ဂလာပါခင်ဗျာမင်းခန့်ပေါင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ယနေ့21ရက်စက်တလ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သည်အနေအဖြစ်ရက်သုံးဘော်ရဲ့စစ်သည်လေးနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သည်များမစတင်ပြီမှာကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သည်များစတင်လိုက်ကြရအောင်ခင်ဗျာဒီနေ့မှာတော့မိုးကုတ်မှာထောင်ခါနေတယ် ခိုးဆိုလူနိုင်ဘိန်းစား250ကျော်ကပြန်လဲလွတ်မြောက်လာကြပါတယ်တရင်ကတော့မိမိအမာခံထံကနေတရင်ဖြစ်လို့လုံးဝအားထားရတဲ့တရင်အစင်တန်းပါခင်ဗျာမုံကမရန်ကုန်ဘက်ကကြောက်လန့်တူးတဲ့အဖွဲတွေပြားတုံနေကြပါပြီ မသေးနိုင်တဲ့ဗဟိုးစက်ကြီးတွေကိုခြံငါပြီးထက်သိမ်းထားကြလေရဲ့ဗျာတမ်မတော်စစ်ကြောင်းတွေကဖမ်းဆီးပါလိမ့်မယ်ခင်ဗျမကြခင်တမ်မတော်စစ်ကြောင်းများ ဗတ်ပေါင်းစုံကနေမိုးကုံမြို့တွင်းကိုဝင်ရောက်လာပါတော့မယ်မိုးကုံအနောက်ပိုင်းကစာရင်ဗရက်တွေအများဆုံးနေတဲ့ရေတွက်ကြီးဘော်မားကြောက်စင်ကြောက်လက်ညိုဘက်ကို အထုသတိထမ်းရပါမယ်အရှေ့ပိုင်းကဝင်မယ်ဆိုရင်ပင်သပြေရွာလန့်မြို့ဦးလွင်ကျောင်းဖယားသုံးစုနန်းနွားလေးစစ်ဒါခွဲကြုံတွေကိုဂရုစိုက်ရပါမယ်ကင်ပရီဟိုတယ်မှာအကြီးမိုင်းတွေနေထိုင်ကြပါတယ်။စီဝင်သားယာပလောင်မြို့ဆိုတဲ့အကောင်လဲနေပါတယ်။ ်အမွန်ရွာနဲ့မြို့တဲ့ဆက်သွယ်တဲ့လမ်းမှာအနီးကျောင်းစုထည့်ရဲ့ခြံရှိပါတယ်။မိုင်းလုံဘက်ကဝင်မယ်ဆိုရင်အဓိကညောင်ကုန်းအပေါ်ရွာအောက်ရွာပြည်ရင် ဖြူရောင်ပလောင်ရွာတွေအဓိကခံစစ်လုပ်ထားတာကဗမာထိပ်ကလေးကျောင်းချေဖျားတောင်ပေါ်မှာအင်အားများဖြန့်ကျက်ချထားပါတယ်။ကင်းကျောင်းဘက်မှာလည်းရန်သူအင်အားအများများရှိပါတယ်။ မုံမိတ်ဘက်ကဝင်မဲ့ဆိုရင်ရခင်တပ်မတော်ကစခန်းထိုင်ခဲ့တဲ့9မိုင်ကုန်းစခန်းနဲ့ယူကင်းသာစခန်းတွေမှာလည်းအင်အားများပါတယ်။ပလောင်နဲ့ဗရက်အင်အားများဟာထောင်နဲ့ချီပါတယ်။ရန်သူရဲ့တပ်ဖြန့်ခွဲထားရေးချက်တွေကိုအဓိကထားပြီးတင်ပြခဲ့တာမို့ပြဿနာမရှိပါဘူး။မိမိတပ်မတော်ရဲ့စစ်အင်အားစင်တွေကိုမပါဖို့ကအဓိကပဲမဟုတ်လားဗျ။ပလောင်တွေနဲ့ဗရက်တွေတိုင်ပတ်နေကြတာတော့အမှန်ပါပဲဗျ။တပ်မတော်ရဲ့ ေမစစ်ကြောင်းကြီးများကလည်းခြလင်တက်တွင်နေရောစစ်ရန်တရားရင်နှန်းများဖြင့်ခြစ်တက်လာမဲ့စစ်ကြောင်းကတက်တက်ဆိုတော့အင်အားကလည်းမနှဲပါဘူးခမညာမိုးကုတ်ပြီးမှမုံမိတ်မျိုးကိုလက်ခံမှဖြစ်တာမို့အချိန်နည်းနည်းတော့ယူရမယ့်သဘောပါဟန်ဆောင်ကောင်းနေတဲ့အညာသားတော်သည်ဘရက်တွေအတွက်ကတော့ပြိတ္တာမျက်ရည်20ပေါ့ဗျာတရုတ်ဝက်အစဉ်အရေးကြီးတဲ့ရင်အချက်လက်များကိုတော့လုံးဝဖော်ပြခွင့်မရှိပါဘူးခမညာ စစ်သည်တွေလိုက်နေရတာနဲ့အေးပြက်ညတွေများနေတဲ့မေဂျာတော်နဲ့ဘူဆန်တို့ကို လေးစားပါရခင်ဗျာအခြေအနေတွေဘလို့ဆက်ဖြစ်လာမှာလဲဆိုတာကိုတော့စစ်သည်များကိုဆက်လက်စောင့်ကြည့်ကြတာပေါ့ခင်ဗျာဆရာသမားများနဲ့တငယ်ချင်းအားလုံးကို လေးစားယူသေးစွာဖြင့်ရဲသုံးပေါ့ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရခိုင်ပြည်နယ်ကြောက်ဖြူဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ ၂၀၁၇လ၂၀၂၅ရက်နေ့မှာတော့မြမတပ်မတော်လုံချွေးတပ်ဖွဲ့ဝင်များကရခိုင်ပြည်နယ်ကြောက်ဖြူဒေသမှာရှိနေတဲ့ဝနချင်းရွာအနီးမှာရှိတဲ့တောအတွင်းမှာအခြေပြုလှုပ်ရှားနေတဲ့အကြမ်းဖက်သောင်းရံသူအေအဖွဲ့ဝင်များကိုဒရုန်းလက်နက်ကြီးများဖြင့်ပြစ်ခတ်ချေမွန်းကာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်အတွင်းမှာမိမိဘက်ကထိခိုက်မှုတစုံတရာမရှိဘဲအကြမ်းဖက်သောင်းရံသူ အေးအေးအဖွဲများဟာအထူးကအကြဆုံးများစွာဖြင့်အလောင်းလက်နက်များဆွဲယူပြီးတော့စုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆျံပိုင်ဆိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာဒီအမိုင်းစံမေးပြခဲ့တဲ့ရက်တွေမှာစီးရေးနိုင်ငံရေးစီးပွားရေးသတင်းတွေကတော့ထူးခြားတာလေးတွေရှိပါရဲ့ဗျာတလင်းနိုင်တိုင်းကမော့တောင်မြူနာကတက်စကန်ကုန်းကို KNL နဲ့ဘရက်တွေတိန်းတာရှိပါတယ်ကြောက်တော်ဘက်မှာတမတော်ကအောင်မြင်ချက်နေတာရှိပါတယ်အထူးဆုံးကတော့ KK ဘက်ကမြေလံနေတဲ့ကိစ္စပါပဲမော်တော်ဆိုတဲ့မြို့သေးသေးလေးကိုနေဆက်ကုံသေးစခန်းမြို့ကြီးတစ်ခုလိုအောင်ပွဲခံနေတာမြင်တော့ပြုံးမိပါသေးတယ်အရင်ကပြောသလိုပါနေဆက်လုံညိုရေးအတွက်ထားတဲ့စခန်းကုန်းလေးတစ်ခုကိုဒရုန်းအသာလူဝင်အသာနဲ့တိုက်ရင်တစ်ချိန်မို့တစ်ချိန်ကြာမှာပါ။ကင်းပြည်ဘက်မှာ အခြေအနေမကောင်းလို့ဒလင်းနိုင်တိုင်းနဲ့တိုက်ပွဲတွေဆွဲခေါ်လာပြီးမြို့ပြင်ကတခုပဲရှိတဲ့တက်စကန်ကုန်းသိမ်းနိုင်တာကိုမြို့သိမ်းတိုက်ပွဲလို့ခေါင်းစဉ်တက်တာကတော့ဟုတ်ပါပြီအဲ့ဒီနောက်ဆက်တွဲအနေနဲ့တက်မတော်ကမော့တောင်ဘက်ကိုပြန်ပြီးတော့ထိုးစစ်ဆင်တော့ဒေသခံတွေပဲစစ်ကိုကြုံရတာပေါ့လေကင်းပြင်းနေကီကီဘက်ကတော့မြေလန်နေတာအဆောက်အဦတွေပါဖြိုချနေတာကတော့ရက်ဆက်ပါတယ် ပုံမှန်အတိုင်းဆိုလူတွေမရှိတော့တဲ့ဒီအဆောက်အဦတွေကိုအစိုးရအဆောက်အဦတွေအဖြစ်ပြန်သုံးနိုင်ပေမဲ့နိုင်ငံကအမြင်မှာကြားပြန့်လုပ်ငန်းကို အမြင်ရှင်းဖို့အတွက်ဘယ်အဆောက်အဦမှ မထားဘဲဖြိုချပစ်လိုက်တာလဲကောင်းပါတယ်။အီအိုတွေလုံထားတဲ့ကြားပြန့်အရှုံရှင်းကိုလက်ရှိအစိုးရကအမြင့်ကနေလှန်နေချေလေလိုင်းအစိုးရဘက်ကတော့ SDB ဆိုတဲ့ Crypto Currency တွေရောင်းရင်းပြည်သူလူထုကိုဂျင်းထဲဖို့စူးစမ်းနေပြန်ပါပြီ။ promotion ကတော့ထုံးစံအတိုင်း Benzelo တို့ Airwari အောင်စော်တို့ပေါ့ဘယ်၍ Benathan token တွေရောင်းထွက်သွားပါပြီဆိုတော့ crypto လုပ်ငန်းမှာ promotion ဆင်းတဲ့အနေနဲ့ prepay တဲ့နာမည်ကြီး token တွေတော့တကယ် blockchain ပေါ်တင်ပြီး coin နဲ့လဲတော့မယ်ဆိုရင် token တန်ဖိုးကကျသွားတတ်ပါတယ်လူဥပန်တဲ့က KB လို app တခုထွင်ပြီးဒီ app ချင်းချင်းက exchange ပဲလုပ်လို့ရအထုံးမရတဲ့ online ဘဏ်တခုထောင်ထားပါတယ် အဲ့ဒီအမှားရွှေလက်မှတ်တွေ online ဒီဆိုတာတွေရောင်းပါတယ်တိုကင်တစ်ခုကိုရွှေတရွေးနဲ့ညီတယ်လို့သူတို့ဘာသာသတ်မှတ်ထားတာကတော့ငငယ်ကကလေးတွေတည့်ရတွေနဲ့ဈေးရောင်းတိုင်းကစားနေသလိုပါပဲဒါက90တန်းဒါက100တန်းဆိုပြီးတော့ပေါ့လေနွေဦးမန်ဆိုတာမြန်မာပြည်ကအကြမ်းဖက်အားပြီးချက်မပြည့်သူတွေပဲဖြည့်ကြတာ မို့လို့ဒီခရစ်တိုလိုင်းဘက်လှည့်လာပြီး transition လုပ်လို့ရယုံလောက်ပဲပြင်ပေးထားတာပါ ရိုးရိုးအပ်ဆိုတာတော့မသုံးတတ်တဲ့ပြည်သူတွေကအဲ့ဒီ crypto token ဆိုတာကြီးတွေသုံးတတ်နေပါဦးမယ်။ပြီးတော့ token တန်ဖိုးကို0.005 dollar တန်နေပြီဆိုပြီးတော့ရင်းနေကြပါတယ်။တကယ်တမ်းက listing site တွေမှာတော့ရှာလို့မတွေ့ပါဘူး။တရားဝင်ချက်ကိုပြောပါတယ်ဒီကိပတ်မှာမြေလန်နေတာတော့မှကြားဖြန့်လုံနေပါသေးတယ်လို့ထပ်ပြောရင်အဲ့ဒီ online ထီတို့ ဘုံတို့အခုတိုကင်တို့ရောင်းနေတဲ့အဖွဲတွေကိုပဲလက်ညှိုးထိုးပြလိုက်ကြပါဗျာတိတော်မှာလူငယ်လေးတယောက်ယင်ဖွင့်တာတွေးလိုက်ရပါတယ်သူပြောတာက ပြည်သူချင်းချင်းတိုက်ခိုက်နေရတာကိုမလိုလားတော့တဲ့အတွက်ရွေးကောက်ပွဲကိုဖြစ်မြောက်စေခြင်းနဲ့ဒီရွေးကောက်ပွဲကိုမလုပ်စေခြင်းကိုယ်တိုင်လည်းနိုင်အောင်မတိုက်နိုင်ရင် ပြည်သူတွေနောက်ထပ်ဘယ်နှစ်အထိအခုလိုဒုက္ခတွေနဲ့နေနေရမှာလဲဆိုတာရဲ့ပါ မြန်မာအချင်းချင်းတပ်ဖြတ်နေကြတာကိုလည်းအမပေးနိုင်တော့ဘူးလို့ပြောသွားပါတယ်ဒီကလေးလူမျိုးဒီလိုအကျက်အတဲတွေငင်းငင်းချမ်းချမ်းပြီးဆုံးစေခြင်းနဲ့ဆန္ဒတွေပြည်သူတော်တော်များများမှာရှိလာကြတာမင်္ဂလာသတင်းပါအခုလုံးမဲ့ရွေးကောက်ပွဲကိုစစ်တဲ့အတွက်ထွက်ပေါက်လို့အနီတွေကဝါရဖြန့်နေကြပြီမဲ့တကယ်တော့ပြည်သူတွေကိုယ်တိုင်ကမြန်မာနိုင်ငံကြီးရဲ့ထွက်ပေါက်လို့ယူဆနေကြတာပါ ဒီနေရာမှာစစ်တပ်ကအခြေအနေမကောင်းလို့ရွက်ောက်ဝဲလှုပ်ချင်တာလို့နားလေကောင်းနားယောင်နေတဲ့အဖွဲ့တွေကို ရှင်းပြလိုတာကစစ်တပ်ဆိုတာဟိုအရင်လွတ်လပ်ရေးရပါပြီဆိုတဲ့ကမြမနယ်ဆက်တကြောလုံးမှာစစ်စင်ရေးတွေထွက်နေခဲ့ပြီးကရင်ငပွေးတွေကချင်းတဘုံတွေနဲ့နှစ်ပါးသွားနေခဲ့ရတာပါအနည်း90လုံးကိုနဲ့မဆိုင်ကြလို့သာစစ်တပ်ကအေးအေးဆေးဆေးလေးစစ်တမ်းရမှာနေနေရတယ်လို့ထင်ကြတာ တကယ်တမ်းမြို့တွေမှာအေးအေးလူလူနေလို့ရအောင်လူမသိသူမသိအသက်ပေးဆက်ခဲ့ကြတဲ့စစ်သားတွေမှာအများကြီးပါဒီ2022မီဒီယာအားကောင်းလာလို့စစ်ပွဲတွေအကြောင်းကြားပူပြီးစစ်တပ်ကိုအခြေအနေမကောင်းဘူးလို့ထင်ရင်စစ်တပ်ဟာရန်ကုန်အစိုးရအခြေအနေအထိကြုံခဲ့ရဘူးတာကိုသတိရပါတို့အနေနဲ့ယူကောက်ပွဲလုံးဒီဖြစ်စေမလုံးဒီဖြစ်စေလက်နက်ကင်ထားတဲ့တိုင်းရင်းသားအဖွဲ့တွေရန်ကနေနိုင်ငံတော်ပဲ့မသွားစီရေးဆက်ပြီးတော့တိုက်ပွဲတွေကဝင်နေရဥမှာပါ ဆိုလိုတာကရွေးကောက်ပွဲပြီးသွားရင်တော့တက်အဖွဲ့တွေအတွက်တိုက်ပွဲတွေမပြီးဆုံးသေးတဲ့အတိတ်ပဲပါငြိမ်းချမ်းရေးယူပြီးကိုပိုင်အုပ်ချုပ်ခွင့်လေးပေးလိုက်တာနဲ့ကိုရီသားရဲ့ကြားဖြန့်လို့တကယ်အရှုပ်ထုတ်ကြီးဆွဲသွင်းပြီးနိုင်ငံတော်သိခါချတတ်တဲ့ကိုကံလို့ KNU နဲ့တချို့ကရင်လက်နက်ကိုင်တွေကြောင့်တိုင်းရင်းသားလက်နက်ကိုင်ဆိုတာဖက်ဒရယ်နဲ့ထိုက်တန်နဲ့ယုံကြည်ရမ်းလောက်တဲ့အဖွဲ့တွေမဟုတ်ဘူးဆိုတာမြင်သာလာပါလိမ့်မယ် ဒီတော့အခုလုံးမဲ့ရွေးကောက်ပွဲဟာစစ်တပ်အတွက်မဟုတ်ဘူးဆိုတာတိလောက်ပြီးထင်ပါတယ်ဘယ်သူတွေပါပဲပြောပြောအသွင်ကူးပြောင်းရေးကာလ2010ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ဦးသိန်းစိန်လက်ထက်ဟာမြန်မာနိုင်ငံရေးသမိုင်းမှာအကောင်းဆုံးကာလတွေဖြစ်ခဲ့တာမို့ဒီတစ်ခေါက်လဲမျော်လင့်မိပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နရီမိုးရေးသားတဲ့သတင်းဆောင်ပါလေးတွေပဲဖြစ်ပါတယ်ခင်ဗျာ။ကြားပြန်တဲ့ပတ်သက်ရင်အရင်ကိုဇော်ထီးရဲ့သတင်းစာရှင်းလင်းပွဲအကြောင်းကို ပြန်ပြီး နောက်ကျောင်းပြန်ရပါလိမ့်မယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲကလည်းအပြည့်အစုံထုတ်ပြန်ချက်မဟုတ်ခဲ့ပါဘူး။သဘောကတော့ရွှေကုတ်ကိုစီမံကိန်းတွေက အောက်ခြေမှာအတော်ရှုပ်ထွေးခဲ့ရန်ရှိပါတယ်။နားလေသလောက်ဘာသာပြန်ကြည့်ရင်ဥပဒေကျော်လွန်ပြီးလောက်တာတွေရှိခဲ့တယ်။ အစိုးရဘက်ကတော့ဒါကိုလုံထုံးလုံနီးမှားတယ်လို့သတ်မှတ်ခဲ့တယ်။နံပါတ်2အနေနဲ့လက်နက်ကိုင်တွေဘက်ကတော့ဒေသဖွံ့ဖြိုးရေးလို့အကြောင်းပြခဲ့ပုံရပါတယ်။အစိုးရနဲ့တပ်မတော်ဘက်ကတီးသန့်စုံစမ်းရေးကော်မတီတွေဖွဲ့ပြီးစစ်ဆေးခဲ့ကြပြီးမယ်။နောက်ပိုင်းမှာငင်းညာရေး peace process ကိုထိခိုက်သွားမှာဆိုလို့အတော်လေးကင်တွေရခက်ခဲတယ်ဆိုတာသုံးသပ်လို့ရပါတယ်။ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ထုတ်ပြန်ချက်မှာနံပါတ်1ရွှေကိုကိုကြောက်ခတ်တဲ့ ကေကေဘက်ကကြားဖြန့်တွေကိုအပြီးတိုင်ဖြည့်ရှင်းမယ်လို့ပြောသွားပါတယ်။နံပါတ်2တောင်ပေါ်တွေကပင်ဆောင်ချိန်ကိုနမူနာပြပြီးစောချစ်သူနဲ့ DGV ကိုအရေးယူလိုက်မယ်။ဒါနဲ့ဆက်ဆက်ပြီးတချို့ကဘာအမေရိကန်ကဖမ်းမယ်ဘာညာအတန်လွင့်နေပါတယ်။တကယ်ကမြေငါစာချုပ်မှာလက်မှတ်ထိုးထားတဲ့ KNU ကလက်ရှိတာဝန်ရှိပုဂ္ဂိုလ်တွေကိုလက်ညှိုးထိုးဖို့ကြအယူခွက်နင်းနေကြတာပါ။ စောချစ်သူနဲ့ DGVA ကခေါင်းဆောင်တွေကိုပိတ်ဆို့အရေးယူပြပေမဲ့ KNU ကခေါင်းဆောင်တွေကိုတော့အမေရိကန်ဘက်ကဘာအတန်ထွက်ပြလို့လဲတကယ်ကအစိုးရလုံးမဲ့ယူကော်ဘွဲကို DGVA BGF တို့ကထောက်ခံကြောင်းကြေညာခဲ့လို့ double standard ကျင့်သုံးခဲ့တာပါနံပါတ်3တကယ်ကကြားပြန့်လုပ်ငန်းဆိုတာမြန်မာတိုင်းငံနဲ့ရှိတာမဟုတ်ပါဘူးဒေသရင်းကမြန်မာတိုင်းလာအိုနဲ့ကမ္ဘောဒီးယားနယ်စပ်တွေအထိကျယ်ပြန့်ပါတယ် စွန့်ကျင်သူကတချိန်က BDF ဖြစ်ခဲ့တယ်ပဲဆောက်ချင်းကလည်းကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့အစိုးရအကြီးအကဲဖြစ်ခဲ့တယ်ဗိုလ်ချုပ်မုံမြင့်ထွန်းပြည်ထရေးကဗိုလ်ချုပ်ကြီးစိုးထုတ်ကာကွယ်ရေးဒုဝန်ကြီးတို့ကတော့အရေးယူပြနေချိန်မှာခြေမမကောင်းခြေမလက်မမကောင်းလက်မနိုင်ငံတော်ကအရေးယူပါလိမ့်မယ်နံပါတ်၄ထိုင်းကမ္ဘောဒီးယားအရင်နဲ့ပတ်သက်ပြီးတော့တောင်ဝင်ယူလာတဲ့အမေရိကန်ကကြားဖြတ်အကြောင်းပြပြီးတိုင်းမှာအခြေကျကစားမှာက မြန်မာကကြားဖြန့်ရှင်းလင်းရေးမှာ ပါဝင်ဖို့ဆိုတာတဲ့ထိုင်းနိုင်ငံရေးကဒီတရုတ်မြန်မာနိုင်ငံရေးကိုထိန်းချုပ်ဖို့ဆိုတာတာမန်ကလေးတွေတောင် တွေးနိုင်ပါတယ်နံပါတ်5နောက်ဆုံးအချက်ကတော့ကြားဖြန့်ရှင်းလင်းရေးနဲ့ပတ်သက်ပြီးအဆောက်အဦဖြိုချမှုတွေကထိုင်းနိုင်ငံဘက် ရောက်ဖို့တဲ့ကြားတဲ့ကမဲဆောက်ချောင်းတဲ့တောင်မကြပါဘူးသိပြီးတော့လဲဖင်မရနဲ့လို့ပြောသွားတာပါ ကြားဖြန့်လုပ်ငန်းလုပ်တဲ့သူတွေကလည်း95ရာခိုင်နှုန်းကထိုင်းကလာတာဖြစ်ပါတယ်။လိုအပ်တဲ့လျှက်စစ်နဲ့အင်တာနက်ကထိုင်းကရတာဖြစ်တယ်လို့ထုတ်ပြန်ခဲ့တယ်။အဖြေကရှင်းရှင်းလေးပါ။နံပါတ်6တကယ်ကကရင်လက်နက်ကိုင်တွေသတိမမှန်တာလို့ပြောလို့ရပါတယ်။ရှမ်းမြောက်ကစစ်ထဖြစ်တော့စစ်တပ်ကအင်အားမရှိတော့ဘူးဆိုတဲ့ယူဆချက်နဲ့ကရင်လက်နက်ကိုင်တွေပေါင်းပြီးတော့မြဝတီအခြေပြု နေမြေတစ်ခုထူထောင်ဖို့စူးစမ်းကြတာ။ ဒါကြောင့်လဲ BGF က GNA ဆိုပြီးတစကန်ထလာတာဖြစ်သလို KNU ကအင်းစိန်မှာဌာနချုပ်လုံမယ်ဆိုပြီးစိန်ခေါ်လာခဲ့တာဖြစ်ပါတယ်။အကုန်ချုပ်လိုက်ရင်တော့ဗာဆက်လုံရမယ်ဆိုတဲ့ Master Plan ကစစ်တပ်မှာရှီထမ်းပြီးလောက်ပါပြီ။ကန်ဆိုးတာကတော့ကြားပြန်ခေါင်းစဉ်အောက်ကိုရောက်သွားတဲ့ KNU ပါ။ကြားပြန်ရဲ့စူပေါင်းစပေါင်းသဘောတူညီချက်တွေအရကရင်လက်နက်ကင်တွေစူပေါင်းပြီးစခဲ့တဲ့ဇလန်းဖြစ်လို့သူတို့ကိုယ်တိုင်ပဲအဆုံးထိဇက်ပြန်သိမ်းပေးဖို့လိုပါလိမ့်မယ်။ စွန့်ကျင်သူနဲ့ DKB တို့ပဲဇောင်းပေးနေတဲ့သူတွေအနေနဲ့ကြားပြန့်စင်နာတွေဖြစ်ပေါ်လာဖို့မြေငါစာချုပ်မှာလက်ရှိ KNU ရဲ့ထိပ်ပိုင်းပုံကူတွေပါဝင်ပတ်သက်နေတာကရောလွတ်မဲ့ထင်လို့လွန်လားလို့ပဲ တခွန်းနဲ့မေးရမှာပါတမ်မတော်ရက်ဒီချက်က ရှင်းပါတယ်ကြားပြန့်တဲ့ပတ်သက်ရင်အဆုံးထိအေးအေးယူတိုက်ပြန့်ပဲဆိုပြီး ပြောခဲ့ပြီးလဲဖြစ်ပါတယ်အနာဂတ်မှာ လူမျိုးကိုအခြေခံတဲ့ပြည်နယ်ဖွဲ့စည်းပုံတွေထက်ဒေသကိုအခြေခံတဲ့တနည်းအားဖြင့်ပထဝီကိုအခြေခံတဲ့ဖက်ဒရယ်စနစ်ကိုမလွဲမသွေသွားရပါလိမ့်မယ်။အခုဖွဲ့စည်းထားတဲ့ပြည်ထောင်စုပုံစံမှာလူမျိုးကိုအခြေခံတဲ့ပြည်နယ်ဖွဲ့စည်းပုံတွေကတခိတခါမှာမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ဖွဲ့စည်းခဲ့ပြီးမယ်။ခုလိုမျိုးပထဝီနိုင်ငံရေးအခင်းအကျင်းနဲ့ကမ္ဘာနိုင်ငံရေးစနစ်တွေ အပြောင်းလဲတွေရဲ့အကျိုးသက်ရောက်မှုတွေကတဆင့် Confederation နဲ့ပုံရိပ်တွေထင်ရလာစီခဲ့တာတွေ့ရပါတယ်။ဒါကြောင့်လဲလက်နက်အင်အားလူအင်အားစုစည်းမှုနောက်ွယ်ကငွေရေးကြေးရေးပံ့ပိုးမှုတွေအကောင်းတဲ့အခါတဆင့်နှစ်ခုလိုမျိုးနေမြေလူစစ်ပွဲပေါ်ပေါက်လာစီခဲ့ပါတယ်။တင်းတင်းမြတ်တဲ့ကိုယ်ပိုင်အုပ်ချုပ်ရေးအသီးသီးရှိထားပြီးတဲ့ကိုကန်းနဲ့ပလောင်လက်နက်ကင်တွေဟာပြည်သူလူထုနေအိမ်တွေကိုဖျက်ဆီးပြီးတော့၂008ခုကိုကျော်လွန်တဲ့လောက်ရဲ့အပြင် ကျူးကျော်သိမ့်ပိုက်ထားတဲ့မြို့ရွာတွေကိုပါနေမြေအသည့်ဖွဲ့စည်းထူထောင်ခွင့်ရဖို့ကြိုးစားနေတာတွေ့မြင်နေရပါတယ်အစိုးဆုံးကတော့ပြည်ထောင်စုတည်ဆောက်ရေးအတွက်သဘောထားကြီးပေးခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့လုပ်ရက်ကိုတလွဲသဘင်ကောင်းနေတာတွေ့ရတာကလည်းမနစ်မြို့စရာပါပင်လုံစာချုပ်အရကချင်းပြည်နယ်ဖွဲ့စည်းထူထောင်ခွင့်ရဖို့ကွန်မရှင်အဆင့်လောက်နဲ့စတင်ခဲ့တဲ့တောင်ပေါ်ကချင်းဒေသဟာ နောင်စွရလက်ထက်မှာသခိုင်းတွေကမြကြီးနာခိုင်ကိုထည့်သွင်းပြီးကချင်းပြည်နယ်ဖြစ်ပေါ်ဖို့အထိသတ်မှတ်ပေးခဲ့သလိုတောင်တန်းဒေသအဖြစ်ရှိခဲ့တဲ့ချင်းကလည်းလက်ရှိချင်းပြည်နယ်ဆင့်တီရှိနေခဲ့တာတောင်ချင်းလူမျိုးစု အချင်းချင်းကြားမှာတစုတစည်းတဲ့အစိုးရတရဲ့ဘုံဖော်ဖို့ခက်ခဲတဲ့အထိလူမျိုးစွဲဒေသစွဲချင်းမြောင်းနေတာကလည်းစိတ်ပြက်စရာအခြေအနေဖြစ်ရှိနေခဲ့ပါတယ် ဖားဆန်ပန်းလာလက်ထက်မှာရခိုင်ပြည်နယ်ပေါ်ပေါက်ဖို့အကြောင်းတရားဖြစ်ခဲ့တဲ့တန်ရှင်းအစိုးရကိုအယုံကြည်မရှိအစိုးမဲခွဲဆုံးဖြတ်ချိန်မှာ အခေယာဖြစ်ခဲ့တဲ့ရခိုင်အမတ်မဲချောင်းမဲကလက်ရှိမှာရခိုင်နိုင်ငံတော်ဆိုတဲ့အသုံးအနှုန်းတွေအထိစတင်နေပြီဆိုတာကိုလည်းသတိပြုကြဖို့ဖြစ်ပါတယ်ဒီလိုသံပြည်နယ် အမည်နာမတွေကိုအစွဲသတ်မှတ်ကြရင်ဖြင့်ဒီပြည်နယ်တဲကလူမျိုးစုငယ်တွေရဲ့ရပိုင်ခွင့်နဲ့အနာဂတ်ဟာနောင်သားစီမြေဆက်ထိခုလိုပဲပြဿနာတွေဖြစ်လာနေဦးမှာဆိုတာမဟုတ်ချမလွဲပါဘူး။ကြံပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလူမျိုးစုတွေအတူတူကရှင်တွဲနေထိုင်နိုင်ပေမဲ့ရခိုင်ဒေသမှာရှိတဲ့ကြံလူမျိုးစုငယ်တွေရဲ့အနာဂတ်ရခိုင်ပြည်နယ်ရဲ့လူမျိုးစွဲဒေသစွဲကြီးမားတဲ့ပြဿနာကို ပြည်ကြပေါ့နောင်ဆိုးရရဖြည့်ရှင်းဖို့အဖြေရှာကြရပါဦးမယ်အစိုးဆုံးကတော့ကိုပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ဝါလူမျိုးဒေသမှာပြည်တော်စုရဲ့အာဏာဆက်မတက်ရောက်တဲ့အခြေအနေတွေကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပေးထားတာတောင်အကျိုးစီးပွားကိုမပြီးနေမြေချက်ထွင်လာတဲ့စစ်ပွဲတွေအပြစ်ခက်ရစဲထားတာတောင်အကျိုးစီးပွားအရပြည်တော်စုကိုမငဲတဲ့လက်နက်ခဲယမ်းထောက်ပံ့ပေးမှုအခြေအနေတွေ ငင်းရည်ကိုရှေ့ရှုပြီးသဘောထားကြည့်ပေးခဲ့ရတဲ့ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်အောက်ကလုံထုံးလုံနီးမှားတဲ့စီမံကိန်းတွေလူမျိုးစွဲဒေသစွဲနဲ့အမြင်ကျင်းမြောင်းကြတဲ့အခြေခံစိတ်တဲ့ဉာဏ်ဖြင်းမှုတွေကိုတေချာပေါက်ဖြည့်ရှင်းဖို့လိုနေပါလိမ့်မယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့်ဆရာမိုးတေစေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်ပါလေးနဲ့ပိတ်သိမ်းလိုက်ခြင်းပါတယ်ခင်ဗျာ အီရန်နိုင်ငံမြို့တော်ဒီရမာတောက်သုံးရည်တွေရှာလာလို့မြို့တော်ပြောင်းရွှေ့ရခင်းစိုက်နေတယ်လို့ဆိုပါတယ်။အဲဒီလိုရေပြက်လက်မှုဖြစ်နိုင်တယ်လို့ပညာရှင်တွေကနှစ်ပေါင်းများစွာသတိပေးခဲ့ကြတယ်လို့လည်းဆိုပါတယ်။အီရန်နိုင်ငံမှာမိုးခေါင်တာ6နှစ်9နှစ်ရှိပါပြီ။အစိုးရကဒီဇင်ဘာလမှာမိုးမရွာရင်ရေကိုခွဲရမ်းတဲ့ပေးရမှာဖြစ်ပြီးအစိုးဆုံးအခြေအနေကမြို့ပြောင်းရွှေ့ရနိုင်မယ်လို့ပြောထားတာပါ။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မဲ့သူကို အလုံးစုံ အာဏာလွှဲပေးမယ်လို့လည်းဆိုပါတယ်။အီရန်မှာလွှဲမှားတဲ့စီမံခန့်ခွဲမှုတွေကြောင့်လည်းရေရှားပန်းမှုက ပိုပြီးတော့ဖြစ်စေခဲ့တာပါ။အလုံးအကျုံရေကန်ဆောက်တာတို့မြေရောက်အနက်ကြီးမှာရေရင်းတူးတာတို့တရားမဝင်ရေမြောင်းတူးပေါ်တာတို့စိုက်ပျိုးရေးအတွက်အလုံးအကျုံရေသုံးဆွဲတာတို့လုပ်ခဲ့ကြပါတယ်။ အီရန်နိုင်ငံဒီရန်မှာတောက်သုံးရည်ပြက်လက်မယ်လို့သတိပေးနေတာကိုအလေးမထားပဲအစိုးရရဲ့ညံပြင်းတဲ့စီမံခန့်ခွဲမှုတွေကြောင့်ဖြစ်လာရတာပါဒီလိုပဲဖန်တော်အိမ်ကအကျိုးသက်ရောက်မှုကြောင့်ကဘာကြီးပုံမှုပူနွေးလာပြီးတဘာဝပတ်ဝန်းကျင်ဂေယစနစ်တွေပြောင်းလဲမှုဖြစ်လာနေတဲ့ဆိုတော့သတိပေးချက်တွေကိုလည်းကဘာနိုင်ငံခေါင်းဆောင်တွေကပယ်ချခဲ့ကြပါတယ်အခုအချိန်မှာရာသီဥတုဖောက်ပြန်လို့အချိန်အခါမဟုတ် မုန်တိုင်းတွေမိုးရွာပြီးရေကြီးတာတွေမိုးခေါင်တာတွေကိုကမ္ဘာနိုင်ငံတွေခံစားလာကြရပါပြီအန္တရာယ်ကတိုက်ခရေခဲတွေအေးပြော်လာတယ်ဆိုတာလည်းတကယ်ဖြစ်စင်ပါ liberal ဆွန်းရောက်တွေရဲ့ကိုပိုင်ယဉ်ကျေးမှုတွေကိုလက်လျော်ရှုတဲ့အကျဉ်းချောင်းတခြားယဉ်ကျေးမှုတွေဝင်လာနေရ ယူလာပြီးမထိန်နိုင်ဖြစ်လာတော့မှ နောင်တရကြရမယ့်အဖြစ်တွေကိုလည်းဆိုင်းယားနိုင်ငံတိုင်းကအသိရှိသူတွေက သတိပေးချက်တွေလုံးကြပေမဲ့အလေးမထားခဲ့ကြပါဘူးဒီအတွက်နေချဲ့သလိုနှီးမျိုးစုံနဲ့နေမြေသိမ့်ပိုက်နေတဲ့လူမျိုးတွေရဲ့ကျူးကျော်မှုတွေကို ခံကြရပြီးနောက်ဆက်တွဲဒုက္ခတွေကို အထူးသဖြင့်အနောက်နိုင်ငံတွေဖြည့်ရှင်းနေကြရပါတယ်တချို့ကိစ္စတွေကပြန်ပြင်လို့မရတာတွေဖြစ်သွားတတ်ပါတယ်ဥပမာဟစ်ဒီလိုနိုင်ငံမျိုးပေါ့လေကာရဗီယံပင်လယ်ကွေတွေကဟစ်ဒီနိုင်ငံက အမျော်အမြင်နဲ့စွာနဲ့အာဖရိကန်တွေကို ခေါ်ယူခွင့်ပြုခဲ့လို့ဟေဒီမာမူလနိုင်ငံသားကပေါ်ပြနိုင်လောက်တဲ့ရာဂိုင်းတော့မရှိတော့ပါဘူးဟေဒီမာမူလနိုင်ငံသားတွေမရှိတော့သလောက်ဖြစ်သွားပါပြီ95ရာဂိုင်းတော့ကအာဖရိကန်တွေဖြစ်ပြီး9ရာဂိုင်းတော့ကဥရောပຫນွေဘွားတွေနဲ့အာဖရိကန်တွေသွေးနော်တွေဖြစ်ပါတယ်အစကဟေဒီလူမျိုးထိုင်းတို့တွေနေထိုင်ခဲ့ကြတာပါဟေဒီနိုင်ငံက ကြံထွက်တော့ကြားလို့ဖို့ဥရောပနယ်ချဲ့တွေအာဖရိကဂျုံတွေကို အစမတန်ခေါ်သွင်းလာတာကို တားမဲ့သူမရှိတော့နောက်ဆုံးနိုင်ငံကို သူများကိုပေးလိုက်ရပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့လဲကနဇုံကိုနားလေသူတွေကျွမ်းကျင်ရာ အလိုက်သတိပေးရင်းနေကြတာကိုတွေ့ဘူးပါတယ်သိအသိမဲ့ပြုကြတာတော့မမြင်ပါဘူးချိုတင်ကောက်ွယ်တာကတော့ကုသမှုထက်ပိုကောင်းပါတယ်တဲ့ မြန်မာနိုင်ငံရဲ့ပတ်သက်ပြီး လုံတဲ့နာတွေကိုလုံကြပြီးမလုံတဲ့နာတွေကိုမလုံကြဖို့ဆိုင်ရာတွေအသိရှိဖို့လိုပါတယ်။ရွေးကောင်းပွဲဝင်မဲ့သူတွေပို့သတိရှိကြရပါမယ်။ဗမ်းလိုက်ပဲယက်တီရပါမယ်။နိုင်ငံရဲ့ပြည်သူအတွက်ဆို မုံမယ်ဆိုရင်လည်းအမုန်းခံရဲဖို့လိုပါတယ်။တိုက်ခိုက်မယ်ဆိုရင်လည်းရင်ဆိုင်ရဲဖို့လိုပါမယ်။ဘယ်အရာတွေကလုံတဲ့နဲ့ဘယ်အရာတွေကမလုံတဲ့ဘူးဆိုတာတွေတော့တွေးကြရမယ်ဆိုတဲ့အကြောင်း လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကိုဒူပဲကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးပါအောင်ခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသေးသေးကိုလည်းလွတ်လပ်ပွင့်လင်းစွာ comment မှာရိုင်းဆိုင်မှု မပါဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ဟုတ်ကဲ့ကျွန်တော်မင်းခတ်ပါပါ